ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ကဘာကြီးရဲ့လက်ပတ်မှုပုံမှုမြန်ဆန်လာပြီးအချိန်တွေတိုးတောင်းလာနိုင်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကဘာကြီးဟာ2020ကတည်းကပုံမှန်ထက်ပုံမြန်မြန်လဲနေပါတယ်ဒါကြောင့်သိပ္ပံပညာရှင်တွေကဘာကြောင့်လဲဆိုတာကိုလေ့လာလို့နေပါတယ်နဂတဗေဒပညာရှင် Graham's ဂျုံကတော့ဇူလိုင်9ရက်ဇူလိုင်22ရက်ဒါမှမဟုတ်ဩဂုတ်5ရက်နေ့ပဲတဲကတည့်ရက်မှာ အချိန်အတိုဆုံးရက်ဖြစ်လာနိုင်တယ်ဆိုပြီးတော့ခန့်မှန်းထားပါတယ်။ဒီနေ့တာမှာတော့တိတိသမ66စက္ကန့်ပဲပို့ပြီးတော့တိုးမှာပါ။ဒါပေမဲ့အဲ့ဒီအချိန်ဟာမျက်တောင်တစ်ခတ်ထက်တော့ပို့ပြီးတော့ကြာပါတယ်။ဘာကြောင့်လဲဆိုတာကိုအတိအကျမသိရသေးပေမဲ့ဘာကြောင့်ဖြစ်ရတယ်လဲဆိုတာကစိတ်ဝင်စားဖို့ကောင်းတယ်လို့ဆိုပါတယ်။ပုံမှန်အားဖြင့်တရက်မှာစက္ကန့်ပေါင်း16400ရှိပါတယ်။ ကဘာကြီးကအရင်ကနှိကွေးစွာလက်ပတ်နေတယ်လို့ထင်ခဲ့ကြပေမယ့်2020ခုနှစ်မှာတော့အရာအားလုံးဟာပြောင်းလဲသွားပြီးကဘာလက်ပတ်နှုံဟာပိုပြီးတော့မြန်လာပါတယ်2021ခုနှစ်ကပုံမှန်ထက်1.48စက္ကန့်2022ခုနှစ်က1.59စက္ကန့်နဲ့2023ခုနှစ်မှာတော့1.31စက္ကန့်ပိုပြီးတော့တိုးလာခဲ့ပါတယ်2024ခုနှစ်ဇူလိုင်လ9ရက်နေ့မှာတော့အချိန်ဟာ1.66စက္ကန့်ပိုပြီးတော့တိုးခဲ့ပါတယ် ဒီဖြစ်ရပ်တွေကိုအန်တာနာယီတွေနဲ့ပဲတိုင်းတာနိုင်ပါတယ်။ကမ္ဘာလည်ပတ်မှုမြန်လာခြင်းနဲ့ပတ်သက်ပြီးတော့သိပ္ပံပညာရှင်တွေကအတိအကျအပြေမပေးနိုင်သေးပါဘူး။ဒါပေမဲ့လို2025ခုနှစ်အတွက်ခံမှန်းထားတဲ့အချိန်အတိုဆုံးရက်တွေဟာလကကမ္ဘာအီကွေတာနဲ့အဝေးဆုံးလမ်းကြောင်းကိုရောက်ရှိသွားချိန်နဲ့တိုက်ဆိုင်လို့နေပါတယ်။အဲ့ဒီအနေအထားကကမ္ဘာပေါ်တက်ရောက်မှုရှိတယ်လို့ဆိုပါတယ်။လေလာမှုအရာတော့လဟာဘီလီယံပေါင်းများစွာကမ္ဘာရဲ့လေပတ်မှုကိုနှေးကွေးစေခဲ့တယ်ဆိုပြီးတော့သိရှိရတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း၄တသမ၅ဘီလီယံခန့်ကကမ္ဘာပေါ်မှာတရက်တာဟာ၃နာရီကနေ၆နာရီကြာပဲရှိခဲ့ပါတယ်။လရဲ့ဆွဲအားကြောင့်ကမ္ဘာရဲ့လက်ပတ်နှုန်းဟာနှေးကွေးလာပြီးအခုလိုမျိုးတရက်ကို24နာရီဖြစ်လို့လာခဲ့တာပါ။အချိန်မီလီစက္ကန့်အနည်းငယ်မျှတိုးသွားတာဆိုရင်အရေးမပါဘူးလို့ထင်ကောင်းထင်နိုင်ပါတယ်။ဒါပေမဲ့လို့ဤပညာနဲ့ electronic ဆက်သွယ်ရေးခင်မှာတော့စက္ကန့်တိုင်းဟာအရေးကြီးလို့နေတာပဲဖြစ်ပါတယ်ခင်ဗျာ။